ဒဆင်ကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွရဲ့1386ခုနဲ့တပေါင်းလားဆုပ်73ရက်နဲ့2025ခုနဲ့မတ်လ26ရက်နဲ့ CNA ရဲ့တနေ့တာ online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်လွှင့်တဲ့စာတမ်းပဲတင်ပေးပါတော့စက်ကောင်စီလေကြောင်းတစ်ခိုက်ခံရတဲ့ပုံနဲ့ကျွန်မအရသား3ဦးတေ14ဦးတန်ရရခဲ့တယ်ဆိုတဲ့တဲ့။ မောင်တော်မှာဝါခုတ်သွားတဲ့ဒေသခံတို့မိုင်းနေပြီလို့ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရတဲ့ဆိုတဲ့တဲ့ရင်အပြင် BIMSTEC အစီအဝေးတွေ့ရောက်ဖို့ဖိတ်ခေါ်လိုက်တာဟာမဲအောင်လိုင်းကိုထိုင်းအစိုးရကတရားဝင် အသိမှတ်ပြုဆက်ဆံလိုက်တာလို့ DMT ထုတ်ပြန်လိုက်တဲ့တဲ့ရင်အပါအဝင်နောက်ထပ်ထူးခြားတဲ့တဲ့ရင်တွေကိုနားဆင်ကြရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြားမှာကတော့ စကောင်စီလေးချောင်းတခိုက်ခံရတဲ့ပုံနှံကျုံးမှာအရသား3ဦးသေ14ဦးထဏ်ရခဲ့တယ်ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။ပုံနှံကျုံးမြို့နယ်အောင်ဖြူပြင်ရွာလေးချောင်းတခိုက်ခံရမှုမှာအရသား3ဦးသေဆုံးခဲ့ရပြီးတော့14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့ပုံနှံကျုံးမြို့နယ်အတွင်းကလူမှုကူညီရေးအဖွဲ့အစည်းတွေကပြောပါတယ်။တိုက်ပွဲတစုံတရာမရှိဘဲအရုခတတော်ထိန်ချုပ်မှုအောက်မှာငိန်ချန်းစွာနေထိုင်နေကြတဲ့ပုံနှံကျုံးမြို့နယ်အတွင်းကအောင်ဖြူပြင်ရွာစစ်ကောင်စီကမနေ့ကမတ်လ25ရက်နေ့ညနေ9:00နာရီလောက်မှာလေးချောင်းတခိုက် ုက်မှုလုပ်ခဲ့တာပါ။တေဆုံးသွားတဲ့သူတွေကတော့ပုံနယ်ကျွန်းမြို့နယ်အောင်ဖြူပြင်ကျေးရွာအတွင်းမှာစစ်ဘေးရှောင်မှုရောက်ရှိနေကြတဲ့လေကုန်းပြင်ရက်ကွက်ကအသက်53နှစ်အရွယ်ဦးတန်းမောင်နဲ့ဇနီးဖြစ်သူအသက်45နှစ်အရွယ်ဒေါ်မကြီး တားဖြစ်သူအသက်16နှစ်အရွယ်မောင်တက်နိုင်လို့ဖြစ်ကြတယ်လို့ဆိုပါရယ်။ဒဏ်ရာရရှိသူတွေထဲမှာတော့ကလေး9ဦးအမျိုးသား9ဦးနဲ့အမျိုးသမီး9ဦးတို့ပါဝင်ပြီးလက်ရှိအဲ့ဒီဒဏ်ရာရတဲ့သူတွေကိုလည်းအရေးပေါ်စေဝါကုသပေးတာတွေလှုံ့ဆော်ထားရတယ်လို့ဆိုပါရယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့မတ်လ22ရက်နေ့ကလည်းပုံနယ်ကျောမြို့နယ်အတွင်းကကြော်စံကြီးရွာကို Jet Fighter နဲ့နှစ်ချိန်တိုင်းဘုံကျက်တိုက်ခိုက်ခဲ့တာကိုလှုံ့ဆော်ခဲ့ပါရယ်။ ရခိုင်ကအရောခတော်စီမှာစေရေးအရှုံးနဲ့နည်းမြေအများအပြားလွတ်လွတ်ထားရတဲ့စစ်ကောင်စီဟာအခုနောက်ပိုင်းမှာအရတားပြည်သူနဲ့စစ်ဘေးရှောင်တွေနေထိုင်ရနေရာတွေကိုလေကြောင်းတခိုက်တာမကြာခဏဆိုသလိုစစ်တိုက်လှုပ်ဆောင်လာနေရလဲဖြစ်ပါတယ်ခင်ဗျာဆလတ်ကြားမှာကတော့မောင်တော်မှာဝါခုတ်သွားတဲ့ဒေသခံတို့မိုင်းနေပြီလို့ကျွန်တော်တို့ဖက်ပြတ်ထွက်သွားခဲ့ရတဲ့ဆိုတဲ့သတင်းကိုကြားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့မတ်လ25ရက်နေ့ကမောင်တော်မြို့တင်မောလာကျေးရွာကဝါခုတ်သွားတဲ့အမျိုးသားတအူဟာစစ်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနေမိပြီးတော့ညာခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်ခြေထောက်တစ်ဖက်ပြတ်ထွက်ဒဏ်ရာရရှိသွားတဲ့သူကတော့တင်မောလာကျေးရွာကအသက်58နှစ်အရွယ်ဦးပိုင်ညိုဆိုသူဖြစ်ပြီးတော့ ကျေးရွာအနီးကတောင်မှာဝါခုတ်ရွာကနေစစ်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနင်းမိပြီးတော့အခုလိုခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ပြောပါရယ်။ရခိုင်မှာအရခတတော်ကအပြည့်သက်တိုက်ဖက်ရရှိထားပြီးဖြစ်တဲ့မြို့နယ်၁၄ခုထဲကနေရက်ပြန်လဲဝေရနေထိုင်ခွင့်ပြုထားတဲ့မြို့နယ်တွေမှာအရသာပြည်သူတွေအနေနဲ့မိုင်းနင်းမိတာစစ်ကြံလက်နက်ပေါက်ကွဲတာအဲ့လိုပြဿနာတွေကြောင့် ဒီလပိုင်းအတွင်းမှာဇက်တိုက်ဆိုသလိုကြုံတွေ့လာနေရပါတယ်။ပြီးခဲ့တဲ့မတ်လ20ရက်နေ့ကလည်းအရော့ခတ်တော်အပိသက်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့တန်တွဲနဲ့တောင်ကုန်းမြို့နယ်တွေမှာစစ်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောက်ထားခဲ့တဲ့မိုင်းကုန်နေမိပြီးတော့အရသာပြည်သူနှုတ်ဦးကိုလဲအင်္ကာဆုံးရှုံးမှုတွေဖြစ်ခဲ့ရပါတယ်။အဲ့လိုပဲမတ်လ17ရက်နေ့ကပင်16ရက်နေ့အထိကြောက်တော်မောင်တော်အန်မင်းပြားနဲ့တောက်ကုန်းမြို့တွေမှာစစ်ကြံလန်းလန်းနဲ့မိုင်းပောက်ကွဲမှုတွေကြောင့်ဒေသခံပြည်သူ9ဦးဟာ မိုင်းကြောင်ကိုလဲအိမ်ကဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဒေတာခန့်တူဟာလည်းတည်ဆုံးခဲ့တာရှိခဲ့ရပါတယ်။အဲ့လိုရသားပြည်သူတွေမိုင်းနဲ့စစ်ကြလနှက်အန္တရာယ်တွေကိုဇက်တိုက်ဆွတ်တယ်လို့ရင်ဆိုင်လာရတဲ့အတော့ဒီကိစ္စတွေကိုအရောခတ်တော်အနေနဲ့ထီရီရရောက်မိုင်းရှင်းလင်းရင်းတွေအသိပညာပေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်လာနေတယ်လို့ဒေတာခန့်လူမှုအဖွဲ့အစည်းတွေကတောင်းဆိုကြပါတယ်။ ကုလသမဂ္ဂကလေးများရမငွေအဖွဲ့ကထုတ်ပြန်ချက်အရမြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကနေစတင်ဘာလအထိကုတ်ယူထားတဲ့စီးရင်တွေအရမြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တပ်တဲ့စစ်ကြက်လက်နက်ပစ္စည်းပောက်ကွဲမှုတွေကြောင့်အရသာတည်ဆုံးတန်ရာရသူ189ခုအထိရှိကြတယ်လို့ပြောဆိုထားပါတယ်ခင်ဗျာဆက်လက်ကြအောင်ပါတော့ BIMSTEC အစည်းအဝေးတက်ရောက်ဖို့ဖိတ်ခေါ်လိုက်တာဟာမဲရောက်လိုက်ကိုထိုင်းအစိုးရကတရားဝင် အသိမှတ်ပြုဆန့်လိုက်တာလို့ DMD ထုတ်ပြန်လာတဲ့သတင်းကိုကြားမှာဖြစ်ပါတယ်။ကမ္ဘာအတိုင်းအဝရဲ့ပြည်တွင်ရှုတ်ချမှုတွေကြားကနေစကောင်းဆောင်မဲရောက်လိုက်ကို BIMSTEC အစည်းအဝေးတက်ရောက်ဖို့ဖိတ်ခေါ်လိုက်တာဟာမဲရောက်လိုက်ကိုထိုင်းအစိုးရကတရားဝင် အသိမှတ်ပြုဆန့်လိုက်တာဖြစ်တယ်လို့ Defend Myanmar Democracy DMD အဖွဲ့ကထုတ်ပြန်လာပါတယ်။ AP လ3ရက်နေ့ကနေ4ရက်နေ့အထိကျင်းပမဲ့ ်ဘင်္ဂလားပင်လယ်အော်ကဏ္ဍဆောင်နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့မြန်မာစစ်အုပ်စုခေါင်းဆောင်မဲအောင်လိုင်ကိုထိုင်းအစိုးရကဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။ဒီဖိတ်ကြားမှုကို Defend Myanmar Democracy DMD အဖွဲ့အနေနဲ့အပြင်းအထန်ရှုတ်ချတယ်လို့ဆိုပါတယ်။စစ်ရဆွေးမှုတွေကျူးလွန်နေတဲ့စစ်ခေါင်းဆောင်မဲအောင်လိုင်ကိုကော်ဇော်နီခင်ဖိတ်ခေါ်ကြိုဆိုမဲ့ထိုင်းနိုင်ငံရဲ့လက်ရှိဆုံးဖြတ်ချက်ဟာတန်ခဲတမန်ခင်လှုပ်ဆောင်ခြင်းမဟုတ်ပဲ ရာဇဝတ်မှုတွေမှာကြံ့ရပါဖြစ်ချင်တာဖြစ်တယ်လို့ DMD အဖွဲ့ကအသိပေးထားပါတယ်။စကောင်းဆောင်မင်းအွန်လိုင်းဟာစစ်ရာဇဝတ်မှုအစိုးလိုက်အပြုံလိုက်တပ်ဖြတ်မှုအရတားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုနဲ့မြန်မာဒီမိုကရေစီစနစ်ကိုဖျက်ဆီးမှုတွေအတော့အ धिक တာဝန်ရှိသူဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ထိုင်းနိုင်ငံဟာမင်းအွန်လိုင်းကိုမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်မဖိတ်တင်ပါဘူး။သူကအစိုးရခေါင်းဆောင်မဟုတ်ဘူး။ရာဇဝတ်စစ်အုပ်စုခိုင်းခေါင်းဆောင်ပါ။သူ့ကိုကော်စုံးနေခင်ဖိတ်ခေါ်ကုန်ပြုမဲ့အစား ရိန်ဂျာလူမျိုးတုံးတပ်ဖြတ်မှုကသူ့အခမ်းကဏ္ဍတော့ကဘာလုံးဆိုင်ရာတရားစီရင်ခွင့်အတိုင်းအာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာပြီးသူ့ကိုဖမ်းဆီးတင်ပါတယ်လို့လဲဒက်ဖာမြန်မာဒီမိုကရေစီရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်က ထုတ်ပြန်ချက်မှာပြောဆိုထားပါသေးတယ်။အာဆီယံကစကောက်ဆောင်မင်းအွန်လိုင်းကိုထိပ်သီးအစည်းအဝေးတွေကနေဖယ်ရှားထားပေမဲ့ BIMSTEC အဖွဲ့ကတော့တရားမဝင်စစ်အုပ်စုကိုတရားဝင်အတိအမှန်ပြုစန့်နေတဲ့အပြင် ရောင်း၂၂ခုနှစ်အတွဲမှာလဲအဖွဲ့ရဲ့ဗရိညာစာတန်းကိုလက်မှတ်ရေးထိုးဖို့အတွက်မဲအွန်လိုင်းကိုဖိတ်ကြားခဲ့တယ်လို့လည်းဖော်ပြထားပါဗျ။ဒါကြောင့် BIMSTEC နဲ့၎င်းရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာယာစွဲစစ်အုပ်စုကိုအသိမမပြုဖို့မဲအွန်လိုင်းနဲ့၎င်းရဲ့ကိုယ်စားလှယ်တွေကိုထိပ်သီးအစည်းအဝေးကနေတားမြစ်တာတွေကိုလှုပ်ဆောင်ဖို့လဲ DMT ကတိုက်တွန်းထားပါဗျ။ BIMSTEC အဖွဲ့ဟာဘင်္ဂလားပင်လယ်အော်ဒေသအတွင်းက၎င်းရဲ့အဖွဲ့ဝင်နိုင်ငံတွေအကြား ငြိမ်းချမ်းရေးစီးပွားရေးတိုးတက်မှုနဲ့လူနေမှုအဆင့်အတန်းမြန်မာရေတို့ကိုအားပေးကူညီဆောင်ရွက်ပေးဖို့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီနေ့တနေ့ကြထုံးလွှဲမှုအတော့နောက်ဆုံးကြားမယ့်တင်ကတော့ကျောက်တကားမြို့အနီးကစက်ကောင်စီတပ်စခန်းတော်လိုင်းတက်တွေဝန်ရောက်တိုက်ခဲလို့စစ်ကောင်စီတပ်သား12ယောက်တေဆုံးပြီး15ဦးထဏ်ရခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုကြားအောင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ25ရက်နေ့ည9နာရီလောက်မှာတုံလိုင်းတပ်တွေကပဲခူးတိုင်းကြောက်တကားမြို့အနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုဝန်ရောက်တိုက်ခတ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား12ဦးတေဆုံးခဲ့ရပြီး15ဦးထပ်မင်းဟာလည်းထိခိုက်ဒဏ်ရာရှိသွားခဲ့ရတယ်လို့အထူးကွန်မန်ဒိုတပ်ရင်း P2914 ကသတင်းထုတ်ပြန်လာပါတယ်။အဲဒီတိုက်ခိုက်ခံရတဲ့ကြောက်တကားမြို့နာကစင်အိုးလာဟာကျေးရွာအတွင်းမှာအခြေစိုက်ထားတဲ့စစ်ကောင်စီတပ်စခန်းမှာ စစ်ကောင်စီတပ်သားအင်အား90လောက်နဲ့တပ်စွမ်းနေထိုင်နေတာဖြစ်ပြီးတော့နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုဟာ၄နိုင်ကျော်အထိကြာမြင့်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သားတွေစီကနေ G3 တလလက်နက်ငယ်ကြီးတွေနဲ့စစ်တုံးပစ္စည်းတွေကိုလည်းတင်ပတ်ရရှိခဲ့တယ်လို့ထုတ်ပြန်ပြောဆိုထားသလိုဒီတိုက်ပွဲအတွင်းမှာတော်လိုင်းပေါ်တပ်တွေဘက်ကလည်းရဲဘော်တို့ကြာဆုံးခဲ့တာရှိခဲ့တယ်လို့တပ်ဖွဲ့ဝင်တို့ချို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့ရတယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ CNA သတင်းထားရဲ့ဒီနေ့တော့ဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပြီးကြရတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရာပြုရပါတယ်။နောက်ရက်တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့ဒီနေ့တဲ့သတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာချုပ်နိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းညစ်စာမျက်နှာချုပ်နိုင်ပါကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။